ကျွန်တော်ရန်ကုန်အကြောင်းကို မနေ့ကမှသူနဲ့သူစာတင်ဖို့ရင်သွားတယ်ဒီစာကြောင်းကိုကျွန်တော်အင်္ဂလိပ်လိုပြောဖို့ရေးဖို့စဉ်းစားတဲ့အခါကျရင်အဓိကအချက်ကတစ်ချက်ပဲရှိတယ်လှုပ်တဲ့သူနဲ့သူလှုပ်တဲ့အကြောင်းအရာဒါကိုသိရင်ရပြီဒီမှာလှုပ်တဲ့သူကကျွန်တော်ဒါ subject သူလှုပ်တဲ့အကြောင်းအရာသွားရဲဆိုရဲဟာပဲအဲ့ဒါ verb ဒါဆိုရင်အဲ I go ဆိုရင်ဒါကျွန်တော်သွားရဲလို့ဖြစ်ပြီးသားဒီရန်ကုန်ကတော့ကြောင်းကိုမနေ့ကင်းမှာတော့သူနဲ့တူတော့ဒီစာသင်ဖို့ရန်ဆိုရဲအားတွေက ီအချက်လက်လေးထည့်ထားတာမျိုးပဲရှိရဥပမာကျွန်တော်သွားတယ်မင်းဖယ်သွားတယ်ဘသူနဲ့သွားလဲဘားကြောင့်သွားတာလဲဘာနဲ့သွားလဲဘယ်ချင်းသွားလဲစသဖြင့်မေးသလိုပေါ့ဒါဆိုကျန်တဲ့အားလေးအချက်လက်လေးထည့်တယ်ရင်ကျွန်တော်တို့သုံးဝရပြီဒါပေမဲ့ဒီစမ်းတမ်းရဲ့အဓိကနည်းချက် subject နဲ့ verb နဲ့ဖော်သထားတဲ့စမ်းတဲ့မျိုးပဲအဲ့ဒါဒီဗီဒီယိုမှာကျတော့ဒီရန်ကုန်ကတော့ကြောင်းကိုမနက်ခင်းမှာစတဲ့ဒီ phrase တွေကိုအဲဘယ်လိုမျိုးသုံးရမလဲဘယ်လိုမျိုးဖွဲ့စည်းရလဲဆိုတာကိုရှင်းပြပေးမှာဖြစ်ပါတယ် ားလုံးပဲမင်္ဂလာပါအခြေခံ English အပိုင်း15အနေကြိုးစားလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ဒီ phrase တွေနဲ့ပတ်သက်ပြီးဘယ်လိုမျိုးတိစောက်ရလဲဆိုတာကိုထပ်ပြီးတော့ရှင်းပြပေးပါမယ်ရှင်းဗီဒီယိုနှစ်ခုမှာစာကြောင်းတွေကိုထပ်ပြီးခြေကားဖို့အတွက် ever phrase တွေ frequency ever နဲ့ပတ်သက်ပြီးတော့ရှင်းပြပေးတာပြီဒီ video မှာတော့ ever phrase နဲ့ပတ်သက်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်ဒါဆိုရင်ဒီနောက်မှာပါလာတဲ့အချက်လက်တွေကိုထပ်ထည့်ဖို့ ဒီကျွန်တော်တို့သိထားပြီးသား sentence structure ငါးမျိုးမှာမှာထပ်ပြီးတော့ခြေကပြီးသုံးဖို့ဆိုရင်ကျွန်တော်တို့နောက်ထပ်သိရမယ့်အပိုင်းလေးကတော့ D M P T R O P ဆိုရဲဒီသင်္ကေတလေးတွေကိုသိဖို့လိုမယ် D ကတော့ direction ကိုပြောတာကျွန်တော်တို့ to from နဲ့စတာတွေကိုသုံးဖို့အတွက်ပေါ့နော်နောက်တစ်ခုက M ကတော့ man with the bind or without အမူအရာနဲ့ပတ်သက်ပြီးပြောမယ့်ခါမျိုးတွေမှာအဲသုံးပြရမယ် P ကတော့ place နေရာပေါ့နော် in တော့ on တော့ at တော့စရဒီ preposition တွေနဲ့သုံးတဲ့အဲ phrase တွေပေါ့နော်နောက်တစ်ခုကတော့ t သူက time အချိန်ပြပေးမယ် at တို့ in တော့ on တို့စရဒီစကားလုံးတွေနဲ့သုံးလိုက်မယ်အဲနောက်ဆုံးတစ်ခုကတော့ r or p အဲတော့ reason ကိုပြောတာ p or purpose အဲဒီအကြောင်းပြချက်တွေရည်ရချက်တွေစရိုင်းနဲ့ပတ်သက်ပြီးတော့အဲသုံးတဲ့ပုံစံညာသားဖြင့်သူကတော့ to plus perform တို့ for နဲ့သုံးလို့ရှိရဲ့ ဒီငါးမျိုးကိုထည့်သုံးတတ်ပြီဆိုရင်ကိုယ်ကစာကြောင်းတွေကိုကျက်တော့ချက်ကားပြီးတော့သုံးလို့ရတယ်ဒီအပိုင်းနေနဲ့ကိုလည်းရှေ့ကဒီ frequency advert တွေအဲ LND advert တွေနဲ့လည်းတွဲပြီးတော့သုံးလို့ရတယ်အဲဥမာနေနဲ့ကျွန်တော်သွားရဆိုရင် I go ဒါ subject နဲ့ verb နဲ့ဒီစောက်လိုက်တော့ဟုတ်ပြီကိုဘယ်သွားမလဲကျောင်းသွားမလဲဆိုတော့ to school ဆိုပြီးတော့ဒီ direction လေးကိုထည့်သုံးလိုက်ရုံပဲ as i go to school ဆိုကျွန်တော်ကျောင်းသွားတယ်အဲဒါမျိုးစတဲ့နေရာဒါ subject verb ကိုပဲ direction လေးထည့်သွင်းလိုက်တာ ငယ်ရွေးကျွန်တော်ပြန်လာရဆိုရင် I come back ကျွန်တော်ပြန်လာမှာဘယ်ကပြန်လာလဲဥမာဈေးကနေပြန်လာတယ် I come back from the market ဆိုကျွန်တော်ဈေးကနေပြန်လာတယ်ဒါဆိုရင် the from the market ဆိုတာကလည်း direction ပဲဒါဆိုရင်အဲစာကြောင်းနေမှာကျွန်တော်တို့ကတနေရာရောက်သွားတယ်တနေရာဒီကပြန်လာတယ်ဆောက်သဖြင့်ပြောတဲ့အခါမှာ direction လေးထည့်သွင်းပြလိုက်မယ်နောက်တစ်ခုက manner ဥမာကျွန်တော်သွားရဆိုရင် I go ပါနေသွားမလို့ကားနဲ့သွားမလို့လေးနဲ့သွားမလား by car ဆိုပြီးထည့်လိုက်ရုံပဲ I go by car ဆိုရင်ကျွန်တော်ကားနဲ့သွားတယ်။ဒါလည်း subject verb မှာပဲ manner ဆိုရက်ဒီ error phrase လေးကိုထည့်သုံးလိုက်တာ။အကယ်၍ကျွန်တော်ညစာစားရဲဆိုရင် I eat dinner ဒါဆိုဘသူနဲ့စားလဲသူနဲ့အတူစားရဲဆိုရင် with him ဆိုပြီးတော့ထည့်လိုက်ရမယ်။ I eat dinner with him ဆိုသူနဲ့အတူညစာစားရဲပေါ့။ကိုတိဆောက်တဲ့ pizza စားချောင်းနေမှာဒါမျိုး error phrase တွေလည်းထည့်သုံးလို့ရတယ်။နောက်တစ်ခုက peer place ဥပမာကျွန်တော်နေထိုင်နေ I live ဘယ်မှာနေဂျပန်မှာနေဆိုရင် I live in Japan အဲ့ဒါကျွန်တော်ဂျပန်မှာနေပါရည်ဆိုပြီးတော့ဒီ in japan ဆိုရဲ place နေရာပြတဲ့ phrase လေးကိုထည့်သွင်းလိုက်ရမယ်အဲနောက်တစ်ခု i drink tea ကျွန်တော်လက်ဖက်ရည်တောက်တယ်ဘယ်မှာတောက်လဲအိမ်မှာတောက်တယ်ဆိုရင် at home ဆိုပြီးတော့ဒီနေရာလေးကိုထည့်သွင်းလိုက်ရမယ်နောက်တစ်ခုသတိထားမှာဒီလို phrase တွေကိုတိဆောက်တဲ့အခါမှာရှေ့မှာသက်ဆိုင်ရာ preposition လေးလာမယ်နောက်မှာ noun လေးကပ်ပြီးတော့သုံးပေးရမယ်ဒါဆိုရင် i drink tea ကကျွန်တော်တို့ဒီ the subject verb object နဲ့တိဆောက်ထားတယ်ဒီ at home ဆိုရဲ adverb phrase လေးကိုကျွန်တော်တို့ထည့်ပြီးတောင်းလိုက်တဲ့သဘောမျိုးပဲနော်ဒါဆိုရင်နောက်ထပ်တစ်ခုအနေနဲ့အဲကျွန်တော်လမ်းလျှောက်တယ်ဒါဆိုရင် I work ကျွန်တော်လမ်းလျှောက်တယ်ဘယ်ချိန်လမ်းလျှောက်တာဥပမာမနက်ခင်းမှာလျှောက်တယ်ဆိုရင် in the morning I work in the morning ဒါဆိုဒါလေး subject verb စာနဲ့ကိုပဲဒီအချိန်ပြတဲ့ phrase လေးထည့်သွင်းလိုက်တယ်နောက်တစ်ခုကျွန်တော်အလုပ်သွားရဲဆိုရင် I go to work အဲ အဲ့ဒါဆို direction လေးပါပြီသားဒါကမှကျွန်တော်တနင်္လာနေ့မှာလောက်သွားရည်ဆိုရင် I go to work on Monday ဆိုပြီးတော့တုံလိုက်ရုံပဲဒီ DNPTROP ဒါရယ်လေအစင်းစင်းစမ်းနဲ့နေမှာလွင်လို့လို့ထည့်ပြီးတော့ပြောလို့ရတယ်ဆင့်ပြီးတော့တုံလို့ရတယ်ပေါ့အဲနောက်ဆုံးတစ်ခုအနေနဲ့ဒီ reason of purpose အကြောင်းပြချက်ဒီရည်ရွယ်ချက်တွေနဲ့ပတ်သက်ပြီးလဲတုံလို့ရတယ်ဥပမာ I try hard ကျွန်တော်ကြိုးစားတယ်ဘာလို့လဲ to make money ပတ်စံနေရှာဖို့ကျွန်တော်ကြိုးစားတယ် I work ကျွန်တော်လုပ်လုပ်တယ်ဘာလို့လဲ for my family ကျွန်တော်မိသားစုတွေကျွန်တော်လုပ်လုပ်တယ်ဒါကတော့ဒီပုံမှန်ကိုတိစောက်တဲ့ visa subject verb subject verb object ဒီ sentence structure တွေမှာပဲ reason and purpose တွေထည့်သုံးပြီးတော့စာကြောင်းတွေကိုအခြေကားပြီးသုံးတဲ့ပုံစံမျိုးဖြစ်ပါတယ်ဒါဆိုရင်ဒီ DNPTRP ကိုလည်းအဲအကုန်လုံးကိုတချောင်းထဲမှာစူပေါင်းပြီးတော့လဲသုံးလို့ရတယ်ပြောလို့ရတယ်အဲနောက်တစ်ခုကဒီ ever freeze တင်းနဲ့လည်းရှေ့ရသင်ခဲ့တဲ့ frequency ever တို့ဒီ along anti airbag နဲ့လည်းရောပြီးတော့သုံးလို့ရတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့နောက်ဗီဒီယိုမှာဆက်ပြီးတော့ရှင်းပြပေးမယ်အဲဒီဗီဒီယိုလေးတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်